ကဲအားလုံးမင်္ဂလာပါ24ရက်17လ2025မှ26ရက်17လ2025အတွင်းလုံးမိုင်ပတိလေးလုံးအခွေဗရိတ်နော်ဖရီဝင်လုံးမိုင်ပတိရဲ့လေးလုံးအခွေရဲ့ဗရိတ်ရဲ့နော်ဖရီဒီဝင်ရဲ့ ကဲလုံးမိုင်ပတိလေးလုံးခွေလေးလုံးခွေဗရိတ်နော်၃ရက်အတွင်းဟူးမကျော်ထောမဲ့လုံးမိုင်ပတိရဲ့လေးလုံးခွေရဲ့ဗရိတ်အဲ့၃ခုပြီးမယ် ဲဝင်လာခဲ့ဝင်လာခဲ့ဝင်လာခဲ့နော်တနင်္လာနေ့ထွက်မဲ့နေ့တိုင်းကနန်းတနင်္လာနေ့ထွက်မဲ့နေ့တိုင်းကနန်းပို့ထူးမကျော်နော်ပို့ထူးမကျော်ပို့ထူးမကျော်3ခုပေါ့ပို့ထူးမကျော်3ခုပါလုံးမိုက်ပတိတလုံးနော်လုံးမိုက်ပတိတလုံးရေ၄လုံးခွေရေ၄လုံးခွေရေ ပရိတ်ရယ်နော်ကဲရှိရလူပဲပြောသွားမယ်မှတ်တာမှတ်တာတော့နော်လိုက်လွှင်းတော့ခဏပဲရမ်းကြာပြီးမလွှင်းကဲတနင်္လာနေ့မှာဗုဒ္ဓဖူးနေ့ထိနော်တနင်္လာ24ရက်17လ2025မှာ26ရက်17လ2025အထိနော်လုံးပိုင်းပတ်တီး နော်လုံးမိုင်ပတိ၃ညနော်လုံးမိုင်ပတိ၃ညအဲ့၃ညဘာလို့ပြီးလဲနော်အဲ့၃ညဘာလို့ပြီးလဲအဲ့တော့ဘောပင်နဲ့ဆာရွက်ကလေးတွေယူထားမှတ်ထားတပတ်ပြင်းမှာကိုထိုးခြင်းနဲ့ဟာလေးတွေနဲ့နေထိုင်လေးတွေနဲ့ချိန်ထိုးလို့ရအောင်နော်ဘောပင်နဲ့ဆာအုပ်လေးတွေမှတ်ထားအခွေဘာလို့ပြီးလဲပရိတ်ဘာလို့ပြီးလဲပြောမယ်နော်ဘူလောလောဆယ်လုံးမိုင်နော်လုံးမိုင်၃ညလုံးမိုင်၃ညဘာလို့ပြီးလဲဆိုတော့ ဂျာလာပရင်းနေမှာမနက်ပိုင်းကို2-5ထွက်တယ်နော်ဂျာလာပရင်းနေမှာမနက်ပိုင်းကို2-5ထွက်တယ်ညနေပိုင်းကို1-3ညထွက်တယ်နော်တောက်ကြမှာမနက်ပိုင်းကို4-1ထွက်တယ်ညနေပိုင်းကို3ညဘူးထွက်တယ်အဲ့တော့ဂျာလာပရင်းနေ1-3ည3ညနောက်ပိုင်းနဲ့တောက်ကြ3ညနှလုံးက3ညနှလုံးနဲ့3လုံး3ခံ3လုံးတောင်းမှန်ဖြစ်တဲ့အတွက်2ရက်3ရက်အတွင်း1ရက်အတွင်းတနင်္လာအင်္ဂါအတွင်းဗုဒ္ဓဖူးအတွင်းမှာ အကြများတာတော့တနင်းလာနေအကြများတယ်နော်။တုံညာတစ်လုံးပတ်တည်နော်။ကျင်းတည်လာတယ်တုံညာတစ်လုံးပတ်တည်နော်။ဂျာသာပတိနေညနေတစ်တုံညာတောက်ကြနေမှာတုံညာနှလုံးပူးလို့အဲတုံညာသုံးလုံးတရုရံဖြစ်တဲ့တောက်မှန် ဖြစ်တဲ့အတွက်ကိုတုံညာပတ်တည်နော်။တုံညာပတ်တည်လုံးမိုင်းနော်။အရာပြောမယ်ဆိုရင်တော့ချက်ချင်းလာတယ်ပေါ့။ချက်ချင်းလာတယ်တရက်နှစ်ရက်အတွင်းပေါ့နော်။ချက်ချင်းလာတယ်အဲ့ဒါကြောင့်တုံညာတစ်လုံးပြီးတယ်နောက်တစ်ချက်က ောက်ကြနေညနေမနက်မှာ၄တစ်ထွက်တယ်နော်တောက်ကြနေညနေမှာ၃ည၃ညထွက်တယ်တောက်ကြနေမနက်ပိုင်းက၁တောက်ပိနဲ့တောက်ကြနေညနေပိုင်းက၃ညထိပ်စီနော်အဲ့နှလုံးပေါင်းခြင်းဒီတစ်ဖြစ်တဲ့အတွက်နော်တစ်ဖြစ်တဲ့အတွက်ဘောပါပေါ့နှလုံးပေါင်းခြင်း၁၀ပြီပေါ့နော်၁၀ပြီဖြစ်တဲ့အတွက်ကို၂ရက်အတွင်းမှာ၃ညနဲ့၃ည၅ခွန်ပြိလိုက်လာလိုက် နော်နေရတွင်မှာ3ည5ခွန်ပရိတ်လာလိမ့်မယ်နေရ3ရတွင်မှာ3ည5ခွန်ပရိတ်လာလိမ့်မယ်ပြီးတော့တောက်ကြံနေမနက်မှာ၄တရက်တင်းနောက်ပိုင်းနဲ့3ည3ည3ည8ထိန်နဲ့နှလုံးပေါင်းကြီးညီကိုဖြစ်တဲ့အတွက်2ရက်3ရက်တွင်မှာ3ည5လာလိမ့်မယ်အဲ့တော့၃ညမူသည်၃မူဖြစ်နေတယ်နော်တတိကံဖြစ်လို့၃ည၃လုံးတတိကံဖြစ်လို့ဓာတ်မှန်ဖြစ်လို့၃ညလုံးပိုင်းပတ်သီးသည် နှစ်ရက်အတွင်းဟုံနိုင်ကြလာမယ်ပြီးတော့တစ်တုံညာညီကိုဖြစ်တဲ့အတွက်နှစ်ရက်အတွင်းမှာတုံညာတလုံးလာလိမ့်မယ်တစ်တုံညာဆယ်ပြီးဖြစ်တဲ့အတွက်နှစ်ရက်အတွင်းမှာတုံညာ၅ခုပြိလာလိမ့်မယ်ဒါဆိုတုံညာတလုံးလုံးမှရတဲ့ဟာမူတုံးမူရှိပါပဲအဲ့တော့တုံညာတလုံးဒီ၃ရက်အတွင်းမှာအရန်အားကောင်းတဲ့ပတ်တိတလုံးဖြစ်တယ်နော်ပြီးတော့အခွေပြောမယ်နော်အခွေပြောမယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကြီးရှုနေတဲ့ ညီကောင်မောင်နှမတွေကျွန်တော်၈၉တပောက်တည်းထုတ်ပေးရဲ site ပေါ့နော်အခွေပြောမယ်အခွေက၃ခွေပြောမယ်အဲ့၃ခွေမှာစားလေးချရေးကြ၃ခွေမှာကနန်းလေးရပြီးဆုံးပြီးသွားရင်ကနန်းလေးကနှလုံးမဲ့ကြံခဲ့နော်၃ခွေမှာကဲပြောမယ်အင်္ဂါနေ့မနက်ပိုင်းမှာ၃၆ထွက်တယ်နော်အင်္ဂါနေ့ညနေပိုင်းမှာ၄၃ထွက်တယ်နော်ထိတ်စီထိတ်စီ၃နောက်ဘိတ်၃အင်္ဂါနေ့မနက်ပိုင်း36အင်္ဂါနေ့ညနေပိုင်း43เนาะထိတ်စီ နောက်ဘိတ်သုံးမနက်ထိပ်ထိသုံးတယ်ညနေနောက်ဘိတ်သုံးတယ်ပိတ်တူပိတ်တူတဲ့အတွက်ကို၄6 8 9ဆိုတဲ့အခွေတရားမှတ်တာနော်မနက်3 6ထိပ်တူညနေ4 3อเป็ดไถ่ดูเป็ดดูตูได้ด้วยไถ่เป็ดดูรู้ด้วย3ရက်โห5ရက်အတွင်းမှာ4 6 8 9ဆိုတဲ့ခဏအခွေတခွေလာလိမ့်မယ်တနင်းဗုဒ္ဓဖူးလေးမှာမပြုတ်ကြခဲ့ဘူးအင်္ဂါနေ့မှာဟိုကြာသာပြီးနေ့မှာမပြုတ်ကြခဲ့ဘူး တောက်ကြာနေမှာမပြုတ်ကြခဲ့ဘူးအဲ့တော့ပါလဲစနေတနင်္ဂနွေနှစ်ရက်ခန့်တော့တနင်္ဂနွေအင်္ဂါဆို9ပင်ပြည့်တယ်နော်9ရက်အတွင်းမှာထွက်ကမယ်အခုတခွေနော်အဲ့ဒါ4 6 8 9ငါရတုန်းကထွက်ကောက်မဲ့ခွေတခွေ4 6 8ပြီးတော့တောက်ကြာနေမှာ4 1လို့ထွက်တယ်နော်ကြာတာတောက်ကြာနေညက်နေမှာ3ညာဘူးလို့ထွက်တယ်4 1နှလုံးပေါင်းကြီးက5ဖြစ်တယ် တုံညာတုံညာနှလုံးပေါင်းကြီးကတုံညာဖြစ်တယ်။တောက်ကြနေတဏီထဲမှာမနက်၅ပရိညနေတုံညာပရိဖြစ်တဲ့အတွက်ပရိပါဝါဖြစ်တယ်။ပရိပါဝါဖြစ်တဲ့အတွက်သူ့ရဲ့အခွေကြီး1689နော်ပရိပါဝါမူပရိပါဝါမူကြီး1689နော်ဟိုကထိပ်ပိတ်သူက4689ဒီပရိပါဝါသူက1689အဲ့တော့4689 1689ဆိုတော့အဲ့မှာ689ဆိုတော့ခဏန်း၃လုံးပဲ တစ်ခွေဖြစ်သွားတယ်နော်၄6 8 9ရဲ့7 6 8 9ရဲ့ဆိုအဲ့မှာလေ6 8 9ဆိုတဲ့ခဏန်း၃လုံးကတခွေဖြစ်သွားပြီ။ဟောနောက်ထပ်တခွေထပ်ထပ်မှာ။နော်ဒါမူကဒီဘက်မှာမူများတဲ့အတွက်မူများတော့အခွေများတယ်။အခွေများပဲမပြန်ချုပ်လိုက်ခဏန်းတခွေထပ်ထွက်တယ်။အခုကြည်နေတဲ့ညီကောင်မောင်နှမတွေကချပြီးတော့ဆောက်လေးနဲ့ကြီးတာနော်ဆောက်လေးနဲ့ကြီးတာကြီးထားပြီးတော့ပြန်ပြီးပါပြန်။တောက်ကြနေပွဲသိမ့်မှာ၄တက်ထွက်တယ်။နော် တောက်ကြံလေးပွဲသိမ့်မှာမနက်ပိုင်း၄တစ်ထွက်တယ်ညနေပိုင်းကိုတုံညာဘူးထွက်တယ်မနက်ပိုင်း၄တစ်ထွက်တဲ့တစ်နောက်ပိုင်းနဲ့ညနေပိုင်းတုံညာဘူးထွက်တဲ့တုံညာထေစီနဲ့ပေါင်းရင်းတစ်ဖြစ်တော့ကြောင့်တစ်တော်၎င်းအလဲပေါင်းရင်းနော်ဆက်တစ်တော်၎င်းတစ်ဖြစ်ဖြစ်ဆက်တစ်ဖြစ်ဖြစ်နှစ်ရက်သုံးရက်တွင်မှာကြလာမယ်အခုရ5 6 8เนาะအဲ့တော့ပထမမှာ4 6 8 9 ဒုတိယမှာ168ခုတတိယမှာ968ဆိုတော့အခွေအားလုံးထဲမှာတကွက်ကောင်းက68ဖြစ်နေတယ်နော်ဘယ်ဘယ်အခွေနဲ့ဘယ်မင်းနဲ့ကြည့်ကြည့်တကွက်ကောင်းထွက်နေတာဒီ68ဖြစ်တဲ့အတွက်3ရက်အတွင်းမှာ68ဒီမင်းအားကောင်းတယ်နော်3ရက်အတွင်းမှာ68ကမင်းအားကောင်းတယ်အဲ့တော့3ရက်အတွင်းမှာ68ကမင်းအားကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဗရိတ်ပါဝါဖြစ်တဲ့အတွက်တောက်ကြမှုမှာဗရိတ်ပါဝါဖြစ်တဲ့အတွက်168 အင်္ဂါနေ့ထွက်တဲ့ကနန်းမှာထိတ်ပိတ်လူထားတဲ့အတွက်4 6 8 9နော်ဒီတောက်ကြနေညနေမှာတုံညာဘူးနဲ့တောက်ကြနေမနက်မှာတစ်၄၁ကတစ်ထိတ်နဲ့အလဲပေါင်းချင်းတစ်ဖြစ်တဲ့အတွက်အလဲပေါင်းချင်းတစ်ဖြစ်ဖြစ်စက်တစ်ဖြစ်ဖြစ်5 6 8 8အခွေ3ရက်အတွင်းနော်လာပြီးရမယ်အဲ့တော့4 6 8 9တခွေ1 6 8 9တခွေ 5 6 8တခုအားလုံးချုပ်လိုက်တဲ့အခါကျတော့6နဲ့8နှလုံးမဲတူနေနော်6နဲ့8နှလုံးမဲတူနေတယ်6 8နှလုံးတူတဲ့အတွက်ကိုအဲ့တော့အခွေမခွေနိုင်ဘူးဆို6 8ကိုမှုထိုးလိုက်နော်ခွေခြင်းတပားဆိုတော့ကိုကြိုက်တဲ့ခွေကိုခွေ3 3ခွေလုံးကဟူးမကြော်ဘူးနော်3ခွေလုံးကဟူးမကြော်ဘူးကိုကြိုက်တဲ့တခွေကိုယူခွေလိုက်ဒါမှမဟုတ်လို့ရှိရင်အခွေအားလုံးထဲမှာ6နဲ့8နဲ့နှလုံးမဲညှိနေတဲ့အတွက်6 8တကွယ်ထဲပဲအာသာတာနဲ့ထိုးမယ်ဆိုလေထိုးနော် ပြီးတော့ဗရိတ်เนาะဗရိတ်က3ရက်အတွင်းကျွန်တော်ဗရိတ်ကတော့တိပါတယ်เนาะကျွန်တော်ဗရိတ်ကတော့3ရက်အတွင်း3ရက်အတွင်းမှာနှစ်ဗရိတ်ခုံဗရိတ်เนาะနှစ်ဗရိတ်ခုံဗရိတ်เนาะစာလေးနဲ့လိုက်ပြီးမှတ်ထားเนาะနှစ်ဗရိတ်ခုံဗရိတ်နှစ်ဗရိတ်ကိုထိုးရမယ့်ကဏ္ဍက3ညာ2เนาะ3ညာ2ရက်39ရက်48ရက်เนาะနှစ်ဗရိတ်နဲ့ထိုးရမယ့်ကဏ္ဍက3ညာ2 လေးရှိသုံးခုเนาะနှစ်ပရိနဲ့ထိုးရမယ်ခွန်ပရိနဲ့ထိုးရမယ်ကနားเนาะခွန်ပရိခွန်ပရိနဲ့ထိုးရမယ်ကနားဒီ3989ဒါမိန်ကွက်ထုတ်တာเนาะ3989ကဲရလားမသိเนาะ3989เนาะခွန်ပရိနဲ့ထိုးရမယ်ကနား3989ကဲအဲ့ဒါဆိုရင်နေတိုက်ကိုသွားမယ်เนาะနေတိုက်ကိုသွားမယ်เนาะကနားလေးကြပြီးသွားရင်နေတိုက်ကိုသွားမယ် နော်တကယ်လို့မမှန်မိဘူးဆိုရင်လည်းအခွေလေးတွေကိုပြန်ပြီးကြည့်လိုက်နော်မနက်ဖန်က24ရက်နော်17လ2025နော်25နေကုန်မှာနော်နေကုန်မှာလေးတလုံးလာရင်လာမလာရင်လေးပြိတ်နော် လေးတလုံးလာရင်လားမလာရင်လေးပြည့်အဲ့တော့လေးတလုံးလာရင်လားမလာရင်လေးပြည့်ဆိုတော့လေးတလုံးပတ်လိုက်ရင်အကွက်20လေးပြည့်ထိုးရင်10ကွက်အားလုံးအကွက်30အဲ့လိုမထိုးအောင်နော်ဘာတော့ရှစ်ကိုတုံညာဆိုတဲ့ကဏ္ဍအခွေရာကီးတော်၎င်းဇော်လေးမင်္ဂလာပါခင်ဗျာနော်ရှိကူတုံညာဆိုတဲ့အခွေဟာကီးတော်၎င်းအပီးတော်၎င်းเนาะ အကြိုက်ဆုံးကတော့၈၉၃ညအပီးကြိုက်တယ်နော်ပီးဖြစ်တော့ဝင်ကြိုက်ဘူးအပီးကြိုက်တယ်၈၉၃ညနော်တကယ်လို့၄တလုံးဒါတနင်္လာနေ့အတွက်မှုနော်တနင်္လာနေ့တရက်စာပဲနော်၄တလုံးလာရင်လာမလာရင်၄ပြိ၄တလုံးလာလို့အာ၄တလုံးကပတ်ရမှာဆိုအကွက်၃၀၄ပြိကထိုးရမှာဆို၁၀ကွက်အဲ့တော့အကွက်၃၀ဖြစ်နေတာအဲ့လိုမထိုးနဲ့နော်၄တလုံးနဲ့ပတ်သက်တယ်ဆိုရင် ကျွန်တော်ခေါ်ပြီးမှမှတ်တာနော်လေးတစ်လုံးနဲ့ပတ်သက်တယ်ဆိုရင်၄၈၄၉၄၀နော်လေးတလုံးနဲ့ပတ်သက်တယ်ဆိုရင်၄၈၄၉၄ပြန်ပြောမယ်၄၈၄၉၄၀ဟုတ်ပြီလေးပြိတ်နဲ့ဆိုရင်၈၆၉၅၃ည၄ ခုန40ပါပြီးတဲ့အတွက်တုံညာလေးဖြုတ်ချခဲ့လိုက်တော့အကုန်လုံးကအကွက်ကအပြန်လှန်ထိုးရမှအတွက်ခု9ကွက်ထွက်သွားတယ်နော်4 8 4 9 40နော်8 6 9 5တုံညာလေးနော်8 6 9 5တုံညာလေးမလက်မှတူးရီမပိတ်ပါဘူးတူးရီဖွင့်ပါတယ်တူးရီမလက်မှဖွင့်တယ်ပိတ်တယ်မကြောက်ဘူး လေးရှိလေးကို40เนาะလေးရှိလေးကို40တွင်လင်းထမင်္ဂလာပါခမညစောစောမင်္ဂလာပါမြတ်နုမင်္ဂလာပါเนาะအဲ့ပြီးွားရင်ဟိုမှမိလိုက်တဲ့လူလေးတွေ ਆ ကြီးဒီဗီဒီယိုရှင်းမကြည့်နဲ့เนาะကြော်မကြည့်နဲ့เนาะပြန်ပြီးတော့ဖြည်းဖြည်းချင်းကြည့်ပြီးွားရင်ကျွန်တော်ပြောတဲ့ဟာလေးတွေကိုစာအုပ်လေးနဲ့ချရေးစာအုပ်လေးနဲ့ချရေးပြီးွားရင် တခွာကောင်းလေးကထွက်လာလိမ့်မယ်နော်ကျွန်တော်ပြန်ပြောရမှာအများကြီးများနေတဲ့အတွက်ကိုနေတိုက်ကိုပဲကျွန်တော်ဆက်သွားလိုက်တော့မယ်နော်မလက်ဖန်ကနေကုန်မှာ၄တလုံးတို့မဟုတ်၄ပြိတ်နော်၄တလုံးတို့မဟုတ်၄ပြိတ်၄တလုံးကိုပတ်မှဆိုရင်အကွက်၂၀၄ပြိတ်ကိုထိုးမှဆို၁၀ကွက်ဘောင်းအကွက်၃၀ထိုးရမယ်အဲ့လိုမထိုးနဲ့နော်တနေ့လုံးသာမှာ၈၉၃ညဆိုတဲ့ခဏန်းဒီအပီးတော်လကောင်ကီးတော်လကောင်ကျွန်တော်ကီးမကြိုက်ဘူးအပီးကြိုက်တယ် နော်ရှစ်ကိုသုံးညတစ်ခုကြိုက်တယ်ခဏန်းသုံးလုံးနော်တော်တော်ကောင်းတယ်ပြီးခဲ့တဲ့အပတ်ကကြံတဲ့ဟာလေးနော်ရှစ်ကိုသုံးညခဏန်းသုံးလုံးအခုတော်တော်ကောင်းတယ်နော်ရှစ်ကိုတော်လည်းကောင်း80တော်လည်းကောင်း90တော်လည်းကောင်းဘူးနော်အဲ့တော့ရှစ်ကိုသုံးညဆိုတဲ့အပီးခွေတစ်ခုအရန်ကြိုက်နေတယ်နော်အဲ့တော့မနက်တချမ်းညတချမ်းကိုခွဲခြားဖို့တော့ဘူးလေးတစ်လုံးနဲ့လာမယ်ဆိုရင်48 49 40နော်၄ပရိနဲ့လာမယ်ဆိုရင်86 95 3ည4 နော်ခဏန်း၅ခွက်ထွက်မယ်နော်ဟိုမှာ40ပါထားတယ်ဆိုတော့တုံရလေးဆိုအပြန်ထွက်မယ်ပြီးရင်80ရဲ့90ရဲ့89ရဲ့နော်တစ်ခွက်နှစ်ခွက်သုံးခွက်၄ခွက်၅ခွက်6ခွက်9ခွက်10ခွက်ထွက်မယ်နော်အဲ့10ခွက်မှများလို့ကျွန်တော်ညီကောင်မောင်နှမတွေကကျွန်တော်နော်ရှုံးကြည့်ရပေါ့ဗျာကျွန်တော်ပေးရလေးပဲထိုးခြင်းနဲ့ကျွန်တော်ဘာအကြိုက်ဆုံးလဲကျွန်တော်တစ်ခွက်ကောင်းလေးပဲထုတ်ထားတာလေးပဲလိုခြင်းနဲ့ဆိုရင်မနက်ဖြန်ကကျွန်တော်ညီကောင်မှာ၃ခွက်ထုတ်ထားတယ် နော်မနက်ဖြန်ညီကောင်မှာ၃ဘွက်ထုတ်ထားတယ်အဲ့ဒါဘာလဲဆိုတော့80ရယ်90နော်80ရယ်90ရယ်တကွက်အကြိုက်ဆုံးကဏ္ဍတော့89ဘာဖြစ်လို့လဲ89ထုတ်ရလဲဆိုရင်ကျွန်တော်မူမှာတနင်္လာနေ့တရက်စာအတွက်ကို8ဒီမနက်လာရင်90ညကြမှာ9ဒီမနက်လာရင်8ဒီညကြမှာတကယ်လို့8ကော9ကောမနက်မှာမလာရင်ညနေ8ကိုထိုးပြီးတော့ထိုင်တာနေလိုက်တော့တလီလုံးက8ကိုနှလုံးပြုတ်ကြမှာကျွန်တော်မူမှာ အဲ့တော့ရှစ်ကိုးနှလုံးပြရတကယ်လို့မနက်ပိုင်းနေရှစ်ကိုးပြီးသွားခဲ့ရင်လည်းညနေပိုင်းကျရင်ကျွန်တော်ထပ်ပြီးတော့ဘယ်ကနန်းလေးထိုးရမလို့လိုက်လွှင့်ပေးမယ်နော်အဲ့တော့ကျွန်တော်မူမှာတနေ့လုံးသာရှစ်ပိုင်းကိုးပိုင်းနှလုံးမကြံနဲ့နော်တနေ့လုံးသာတော့မနက်ဖန်ကားကိုကျွန်တော်ရဲ့နောက်ဆုံးမူလေးပေါ့နော်တနေ့လာနေ့မှာတောက်ကြအပိတ်မှာကျွန်တော်ပြီးတာမနက်ပိုင်းဒီလိုက်မှာကြည့်ရတဲ့လူတွေလည်းတွေ့ရင်တွေ့မှာပါကျွန်တော်အပူဆိုင်ကိုကိုကိုးတကွက်ထဲပြီးတာတကယ်လို့မှကိုကိုးမထွက်ခဲ့လို့ရှိရင် အပူတကွဲကတော့ကျင်းတည်တယ်ဒီပြင်အပူထွက်လိမ့်မယ်ကိုကြိုက်တာကိုထူးကြဆိုပြီးတော့ကျွန်တော်အဲ့လိုပြောလိုက်တယ်ကျွန်တော်အကြိုက်ဆုံးလုံးမိုင်တစ်လုံးကြံခဲ့လို့အဲ့ကိုကိုကိုကျွန်တော်ပေးရခြင်းဖြစ်တယ်အဲ့တော့အခုနေကုန်ပါပေါ့နော်တနင်္လာနေ့နေကုန်နော်24ရက်17လ2025နေကုန်မှာရှစ်တီမနက်ပိုင်းလာရင်ကိုဒီညနေပိုင်းပြုတ်ကြမှာကိုဒီမနက်ပိုင်းလာရင်ရှစ်တီညနေပိုင်းပြုတ်ကြမှာတကယ်လို့ရှစ်ကောကိုကိုမနက်ပိုင်းကိုထွက်သွားပြီဆိုရင်အဲ့တော့၄တလုံး၄ပရိတ်ကိုကစား မနက်ပိုင်းမှာ၄တလုံး၄ပရိတ်နဲ့ရှစ်ဒီ၉တွေမကြီးခဲ့ဘူးဆိုခဲ့ရင်ညနေပိုင်းကို၈၉တကွာတည်းထိုးညေကုံစားမှာ၈၉တုံညာတစ်ခွေကြားလိုက်မယ်လို့ကျွန်တော်ယုံကြည်ရပါဗျာညေကုံစားမှာနော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍက၈တုံညာ၉တုံညာ၈၉နော်၈တုံညာ၉တုံညာ၈၉တဲ့မှာအကြိုက်ဆုံးတစ်ခွက်ကောင်းပြောပါဆိုရင် 89ကိုပို့ကြိုက်တယ်တနည်းလုံးစာမှာနော်89ကိုပို့ကြိုက်တယ်တနည်းလုံးစာမှာကျွန်တော်တုံညာတစ်လုံးကြိုက်တယ်တုံညာတစ်လုံးကြိုက်ရတဲ့အကြောင်းရင်းနောက်ဝင်လာတဲ့လူလေးတွေကျွန်တော်ပြန်ပြောပြမယ်ညငါ30နော်ကြာတာလေးနေမှာမနက်ပိုင်းညငါညနေပိုင်း30တောက်ကြာဒီမှာမနက်ပိုင်း၄တညနေပိုင်းတုံညာတုံညာအဲ့တော့ကြာတာပြီးညနေရထွက်တဲ့တုံညာနောက်ပိုင်းနဲ့တောက်ကြာနေရတုံညာအပူနဲ့ ၃လုံး၊၃ညာ၃လုံး၊၃ညာ၃ညာ၃လုံးဒေါင်းမှန်ဖြစ်တယ်ဆိုအဲ့၃ညာ၃လုံးလုံးမှန်ပြီ၃ညာ၃လုံးလုံးမှန်ပြီသူကတနင်္လာနေ့မှာပေါ့နော်ဖြစ်တဲ့နေ့ရဲ့နောက်နေ့မှာချက်ချင်းပြုတ်ကြတယ်ဒီမူလေးကနော်ဖြစ်တဲ့နေ့ရဲ့ချက်ချင်းနောက်နေ့မှာမူလေးကပြုတ်ကြတော့ကျွန်တော်ကလည်း၈၉နှလုံးကင်ထားတော့အဲ့တော့၈၀၉၈၉ဆိုတော့ခဏန်းသုံးကွက်ပေါ့ကဲထိုးပြအောင်ထိုးကြနော်တကယ်လို့မနက်ပိုင်းလေးကျွန်တော်ပြီးတဲ့အကွက်ကလေးတွေလှပါလို့ညနေပိုင်းထိုးကွက်မရှိဘူးဆိုညနေပိုင်းညာဟိုကဖြစ်မယ် တကယ်လို့အခုကြီးရှုနေတဲ့ကျွန်တော်ညီကုံမောင်နှမတွေဟိုနောက်ကြလို့အစားနေကျွန်တော်ပြောတာကိုမတိလိုက်ဘူးဆိုရင်ဒီအခွေဟိုဒီဗီဒီယိုလေးကိုရင့်မကြည့်နဲ့ကြော်မကြည့်နဲ့နော်ပြန်ပြီးတော့ကျွန်တော်ပြောထားတဲ့ဟာလေးတွေမှုလေးတွေကိုပြန်ပြီးတော့စာအုပ်ထဲမှာချရေးရေးပြီးွားတဲ့ခါကျရင် အခွေသုံးွေပေးထားတယ်နော်ဗုဒ္ဓဟူးမကြောင့်မှအခွေသုံးွေပေးထားတယ်အဲ့အခွေသုံးွေကအားလုံးချုပ်လိုက်6နဲ့8နဲ့နှလုံးမကျန်6 8တကွက်ကောင်းရှိ နော်အခွေမခွေနိုင်တဲ့လူတွေက6ရက်ကလေးကိုမွေးထုတ်နော်နောက်ပြီးကြတော့ပတ်တီးကိုကြိုက်တဲ့လူကပတ်တီးသမားကတုံညာတလုံးကိုပတ်တုံညာတလုံးဒီတရက်နှစ်ရက်အတွင်းမယ်နော်ပတ်တီးသမားကတုံညာတလုံးကိုပတ်အခွေသမားကတော့အဲ့မှာသုံးခွေလုံးပြန်ပြီးတော့ကြည်လိုက်အားလုံးခြုံလိုက်တော့4 6 8 9တခွေနော်1 6 8 9တခွေနော်ငါ6 9 8တခွေအားလုံးပေါင်းတော့အခွေတိုင်းမှာ6 8နှလုံးမင်းကြီးခဲ့တယ်နော်6 8 6ရက်တကွက်တည်းအာထွက်ပြီဆိုတော့ကျွန်တော်ပြီးတဲ့သုံးငွေတော့တစ်ချက်ဟုတ်၃ရက်ပြည့်ပဲနော်6ရက်တကွက်ပဲထွက်အခုသုံးငွေတော့အကုန်အောင်6ရက်တကွက်ပဲထွက်အခုသုံးငွေလုံးအောင်အဲ့တော့ဗရိတ်မှာနှစ်ဗရိတ်ခွန်ဗရိတ်နော်ခွန်ဗရိတ်ကိုအရန်ကြိုက်တယ်ဒီဘက်ကခွန်ဗရိတ်ကျင်းတည်လာလိမ့်မယ်နော်ခွန်ဗရိတ်ကိုကြိုက်တယ်ခွန်ဗရိတ်ကမှ3ညခွန်နဲ့89နော်ကဲဗိုက်ဘာကကျွန်တော်ရဲ့နော်ကဏ္ဍပူရမယ် ျွန်တော်ရဲ့ဆရာသမားတွေကျွန်တော်ရဲ့ထမင်းရှင်ကျေးဇူးရှင်တွေဘိုက်ပါနေခဏပို့အောင်ကျွန်တော်ဆရာသမားတွေည7နာရီကြော်တာနဲ့နော်မနက်မိုးလင်းဘိုက်ပါမှာခဏရောက်နေရမယ်နော်မဆိတ်သမားတွေကလည်းဘိုက်မဆိတ်မှာခဏရောက်နေရမယ်နော်ည7နာရီကျော်ကျွန်တော်နော်အခွေနဲ့ကျွန်တော်လုံးမိုင်းတစ်လုံးပေါ့နော်300တွင်ထောင်းမဲ့လုံးမိုင်းတစ်လုံးနဲ့ကျွန်တော်လေးလုံးအခွေတစ်ခွေနော်ကျွန်တော်ပို့ပြီးမယ်နော်နောက်ပြီးကြတော့ main မွေးကွက်နော် 9ရက်အတွင်းမှာဒါမှမဟုတ်ကျွန်တော်3ရက်မှန်းထားတယ်9ရက်အတွင်းမှာထောက်မယ်เนาะ main ွက်လေး2ွက်ပါထည့်ပေးထားတယ်เนาะမြေတံလက်ဆောင်ဖြင့်ကျွန်တော်ရောင်းလာတော့ပတ်တီတစ်လုံးနဲ့เนาะကျွန်တော်ရောင်းလာပတ်တီတစ်လုံးနဲ့လေလုံးခွေနဲ့ရောင်းပေးတာဒါပေမဲ့တေးကြရေရတဲ့မွေးကွက်လေး2ွက်တွေ့လို့เนาะမွေးကွက်လေး2ွက်3ရက်အတွင်းမှာထောက်မယ်မွေးကွက်လေး2ွက်ကျွန်တော်ထည့်ပေးထားတယ်เนาะဖရီးသမားတွေကပတ်တီသမားဖရီးပတ်တီတွေက3ညပတ် နော်ပရိတ်ကြိုက်တဲ့လူကနှစ်ခုံပရိတ်နော်အခွေကြိုက်တဲ့လူက4 6 8ကိုအခွေ1 6 8ကိုအခွေ5 6ခွန်8အခွေအားလုံးကိုချုပ်လိုက်ရင်6 8နှလုံးမှထွက်အဲ့တော့6 8နှလုံးမှထိုင်ခွင်နဲ့ခွေးနေလိုက်နော်6 8အားရထိုးပြီးထိုင်နေလိုက်တော့နော်6 8တပွဲထွက်တဲ့နဲ့ကျွန်တော်ပြီးတဲ့သုံးမျိုးရတပွဲတည်းပြီးသွားတယ်ကဲအခုကြည့်ရှုနေတဲ့တယောက်ချင်းစီကစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါလေ နော်မန္တဖန်ကထွက်မဲ့နှလုံးဝင်နှန်းလေးမှာလဲပေါဝင်နှန်းလေးတွေနဲ့တိုက်ဆိုင်ပြီးတော့စိတ်ချမ်းသာကိုကျမ်းမာနဲ့ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပါလိမ့်ကဲအဲ့ဒါဆိုကျွန်တော် like လေးနားမယ်နော်တဦးတယောက်ချင်းနေတိုင်းကျေးဇူးအများကြီးတင်ပါတယ်နော်ဒီဗီဒီယိုလေးကိုရစ်မကြည့်နဲ့ကြော်မကြည့်နဲ့ပြန်ပြီးတော့ဖြည်းဖြည်းလေးပြန်ကြည့်နော်ကျွန်တော်ပေးထားတဲ့မူလေးတွေနော်မူသုံးမူလေးပေးထားတယ်နော်အခွေပါးတောင်ဖြစ်တဲ့ဆိုရယ်မူတုံညာပတိတလုံးပါးတောင်ထုတ်ပေးရတယ်ဆိုတဲ့မူနော် ရိမူကတော့နည်းနည်းရှုပ်တဲ့အတွက်ပရိမူကတော့နှစ်ကလုံးမှာနှစ်ခုပရိခွန်းနှစ်ပရိဖြစ်နေလို့အဲဒီတော့ပရိကတော့အရင်မာတယ်နော်ပရိကအရင်မာတဲ့အတွက်ကိုခွန်ပရိကိုပို့ကြိုက်တယ်၃ညာခွန်နဲ့၈၉နော်ခွန်ပရိမှာ၃ညာခွန်နဲ့၈၉ဒီတစ်ပတ်အတွက်ဖရီးသမားတွေစိတ်အားမငင်နဲ့လုံးပိုင်းအခု၃ညာထုတ်ဝေးထားတယ်နော်၃ညာတစ်လုံးပြီးသွားတယ်ကျွန်တော်ပြီးခဲ့ရအပတ်လို့ပတိသမားအတွက်ပတိထုတ်ဝေးနော် မွေးထိုးခြင်းနဲ့လူတက်တပတ်အတွင်းထွက်မဲ့မွေးဖွက်လေးနော်ဟိုအခွေလေးကြားရင်လည်းအခွေထထုတ်ပေးမယ်နော်ကဲတယောက်ချင်းနေတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ပါပြီကဲအဲ့ဒါဆိုကျွန်တော် like ကြီးနားပြီ